23ရက်17လ2025ရက်နေ့မှာစတင်ထွက်ရှိခဲ့တဲ့ Magic Car ဆိုတဲ့ဂိမ်းလေးကတော့ကျွန်တော်စမ်းစော့ကြည့်တယ်ပြီးတော့14ရက်နေ့နဲ့ဒီနေ့15ရက်နေ့မှာငွေထုတ်ကြည့်တဲ့အခါမှာကျွန်တော်တို့ငွေအစိမ်းဘက်ကော၊ coin ဘက်ကော၊ coin ကတော့ငွေတွေကမရှင်လောက်เสียမလို့ပေါ့နော်။ငွေအစိမ်းဘက်ကိုလည်းမရှင်လောက်เสียမလို့ပဲနဲ့ကျွန်တော်ငွေတန်းထုတ်လို့ရခဲ့ပါလေဗျ။ကျွန်တော်တို့ငွေထုတ်နည်းလေးကိုကျွန်တော်လက်တွေ့ဗီဒီယိုထဲမှာတစ်ချက်သွားကြည့်လိုက်အောင်ဗျ။ မဂျစ်ကားဂိမ်းတွေကဒေါ်လာငွေတွေကိုထုတ်ပြသွားမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ငွေထုတ်ရမယ့်နေရာကတော့ငွေစိမ့်ပတ်ချမ်းရှိပါတယ် coin ပတ်ချမ်းရှိပါတယ်ဒီ coin ပတ်ချမ်းကတော့ကျွန်တော်တန်းထုတ်လို့ရပါတယ်ငွေစိမ့်ပတ်ချမ်းကတော့ crazy roll လို့ပဲ mission ဝင်ရပါတယ်ဒါပေမဲ့ကျွန်တော်မနေ့က14ရက်17လ2025ရက်နေ့မှာကျွန်တော်ထုတ်ခဲ့တာတော့တန်းထုတ်လို့ရပါတယ်ဒီနေ့15ရက်နေ့ပါနော်မရှင်ဝင်ရမလားတန်းထုတ်လို့ရမလားဆိုတာကိုကျွန်တော်တစ်ချက်လက်တွေ့ထုတ်ပြပါမယ်ခင်ဗျ ကျွန်တော်ရဲ့အကောင့်ကတော့ဒီ30.39ကိုကအင်စာထုတ်ရတာပါဗျဟိုအခြားတကောင်နဲ့တကောင်တော့မတူဘူးပေါ့နော်ကျွန်တော်ဟာရမ်ပြတဲ့အကောင့်ဖြစ်နေလို့အခြားခေပြတဲ့အကောင့်ဆိုရင်5.24ကစာထုတ်လို့ရပါတယ်နော်အဲ့တော့ကျွန်တော်ထုတ်ကြည့်လိုက်မယ်နော်ငွေစားထုတ်မဲ့မိတ်ဆွေတွေဆိုရင်ကျွန်တော်ဒီမှာဒီပေးပဲမတ်တဲ့ကိုဝင်ရပါမယ်เนาะဝင်ရမယ်ဝင်ပြီးရင်အဲ့ဒီမှာကျွန်တော်တို့ ်ပေးပဲ့အကောင့်ရှိရင်လည်းပေးပဲ့အကောင့်ပေးပဲ့အကောင့်မရှိရင်လည်း Gmail အကောင့်ထည့်လို့ရပါတယ်နော်ဒီ email ဆိုတဲ့နေရာမှာ Gmail အကောင့်ထည့်လိုက်ပါအောက်က name ဆိုတဲ့နေရာတော့ Gmail ရဲ့ name ပါအတိအကျမဟုတ်ရင်တော့ခက်မှန်းကြီးထည့်လို့ရပါတယ်ဗျနော်အဲ့ဒီ Gmail ဒီကျွန်တော် ဟိုရှေ့ crazy roll တော့မှလည်းရှင်းပြထားတယ် gmail ရဲ့ active ဖြစ်တဲ့ gmail စာဝင်ထွက်တဲ့ gmail ဖြစ်ရပါမယ်ကျွန်တော်တို့တချို့ကကြတော့ paypal account စမ်းဖွင့်ဘူးထားတယ်ဒါပေမဲ့အဲ့ paypal account ကြီးကပြတ်နေတာလို့ဘာလို့ဆိုရင်အဲ့လို gmail မျိုးမသုံးပါနဲ့ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီဒီဒေါ်လာငွေတွေက gmail အပြတ်ထဲကိုဝင်သွားမှာဖြစ်လို့ပါဗျအဲ့တော့ဒီ paypal account account ရဲ့ gmail ထည့်လို့ရတယ်ပြီးရင်ပုံမှန်ပေါ့ paypal account မရှိဘူးဆိုလည်းရတယ်ပုံမှန်စာဝင်ထွက် ဖြစ်တဲ့ဂျီမေးထည့်လို့ရတယ်เนาะ OKB ဆိုရင် အောက်ကအစိမ်းအောင်ကွန်ဖမ်းလေးကိုနှိပ်ပါမယ်။ဟွန်းဒါဆိုရင်တော့ကျွန်တော်တို့ဒါဂျီမေးတွေပေးဘက်ကောင်တွေကိုအတီးပြူပြီးသွားပြီပေါ့เนาะအဲ့တော့ကျွန်တော်တို့ထုတ်မဲ့အမောက်ကိုရွေးလိုက်မယ်เนาะ30.39ရွေးလိုက်မယ်။ဒါဆိုရင်အောက်မှာအစိမ်းအောင် withdraw ဆိုတာလေးကစိမ်းသွားပြီเนาะပေါ်လာပြီအဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပါမယ်။เนาะဒီမှာ तू ကထပ်ပြီးတော့ကိုထုတ်ခဲ့တဲ့အမောက်တွေမှန်လားမမှန်လားเนาะကိုရဲ့အကောင့်ကိုရဲ့အကောင့်เนาะပြီးရင်ကိုရဲ့အမောက် ပမာဏဘယ်လောက်လဲမှန်လားမမှန်လားမှန်တယ်ဆိုရင်ကျွန်တော်အစိမ်းအောင် confirm လေးကိုနှိပ်ပါမယ်နော်အဲဒါဆိုရင်ကျွန်တော်တန်းထုတ်လို့ရပါပြီဒီမှာ happy to accept ဆိုပြီးတော့เนาะ mission မလုပ်ရပါဘူးအစိမ်းအောင်လေးကိုတက်နှိပ်လိုက်ပါမယ်เนาะဒါဆိုရင်ရသွားပြီဒါဆိုရင်ကျွန်တော်ဟိုအပေါ်ညာဘက်တောင်လေးကိုသွားကြည့်လိုက်မယ်เนาะအပေါ်ညာဘက်တောင်လေးကိုသွားကြည့်လိုက်မယ်အဲ့မှာဆိုရင်ဒီမှာ withdrawing ဖြစ်နေပါပြီ မနေ့ကတော့ကျွန်တော်ထုတ်တာ나이ဝက်လောက်ပဲစောင်းရတယ်เนาะပြီးပဲကောင်းလေးကိုဝင်လာပါတယ် withdrawing ဖြစ်နေတယ်ဆိုတာကဒါပြီးပဲတွေကိုမရောက်သေးဘူးထုတ်နေတော့ပေါ့เนาะဒါမနေ့ကကျွန်တော်ဒီမှာ14ရက်နေ့ကထုတ်ခဲ့တာเนาะဒီမှာရှေ့ရအိုက်ငွေစိမ်းဘက်က10.39ကိုနောက်က coin ဘက်က2.26ထုတ်ခဲ့တယ်เนาะဒီနေ့လဲဒါကျွန်တော်ထပ်ထုတ်ထားတာဖြစ်ပါတယ်ဗျဒါဆိုရင်တော့ဒါကျွန်တော်တို့ငွေစင်းရထုတ်တာ coin ဘက်ချမ်းကကျွန်တော်ထပ်ထုတ်ကြည့်လိုက်မယ်เนาะ coin ထဲကိုဝင်ပြီးတော့ coin ကအခုဒီမှာ 2.56ရှိနေပါတယ်။เนาะသူလည်းဒီစားထုတ်မဲ့မိတ်ဆွေတွေဆိုရင်ဒီပေးပယ်တဲ့ကိုเนาะ withdraw ရဲ့မသက်ထဲဝင်ကြည့်လိုက်ပါเนาะ။ဝင်ကြည့်လိုက်ပါအဲ့ထဲမှာခုနငွေစိမ်းမှလို့ပဲငွေစိမ်းမှဖြည့်ပြီးရှေ့မှဖြည့်ပြီးရင်တော့ဒီမှာကဖြည့်เสียမလို့ဒီမှာပေါ်နေပါလိမ့်မယ်။เนาะကိုယ့်ရဲ့ဂျီမေးတွေကိုယ့်ရဲ့နှင်းတွေပေါ်နေပါလိမ့်မယ်။အဲ့ဒါကိုမှန်တယ်ဆိုရင်အောက်ကအစိမ်းအောင်ကွန်ဖန်လေးကိုနှိပ်ပေးလိုက်ပါဗျ။အဲပြီးရင် ကျွန်တော်သိချပြီဆိုရင်အစိမ်းအောင် withdraw all ဆိုတာလေးကိုနှိပ်မယ်နော် withdraw all ဆိုတာလေးကိုနှိပ်မယ်နော်ဒီမှာခုနလိုပဲ amount တွေ account တွေစစ်ခိုင်းနေ amount တွေစစ်ခိုင်းနေသိချရဲဆိုအစိမ်းအောင် confirm လေးကိုနှိပ်မယ်ပြီးရင် happy to asset လေးကိုထပ်နှိပ်မယ်ဒါဆိုရင်တော့အပေါ်ညာဘက်တောင်းကိုသွားကြည့်လိုက်မယ်နော်ဒီမှာ withdrawing ဖြစ်နေပါတယ်ဒီကနောက်ခုစလုံးအောင် withdraw ဖြစ်နေပါတယ်ဒါပေမဲ့나이ဝက်လောက်မနေ့ကထုတ်တာတော့나이ဝက်လောက်ကြာပါတယ်เนาะ နိုင်ဝက်လောက်နေတော့ဒီကျွန်တော်တို့ရဲ့ပေးပဲအကောင့်လေးပေးပဲဆိုလဲပေးပဲအကောင့်ဂျီမေးဆိုလဲဂျီမေးအကောင့်လေးဝင်လာမှာဖြစ်ပါတယ်ခင်ဗျ